โอเคဒီဘက်လေးကြည့်ရှုနေရတယ်နေရသင်ငချင်းအလုံးပဲမင်္ဂလာပါเนาะကျွန်တော်အိုင်ဝေါကွန်ပျူတာဘွတ်မှာပေါ့เนาะဒါသင်ခန်းစာတွေမတင်ပြတာပေါ့သုံးလေးရရှိไว้ပေါ့เนาะခီးထွက်နေရလို့ပေါ့เนาะโอเคဒီနေ့ပဲ click ခီးရနေပြီးတော့ပြန်ရောက်လာတယ်ဒါကြောင့်ဟောဒီကကျွန်တော်ရဲ့ကျွန်တော်ရဲ့သင်ခန်းစာတွေကိုလေးလာနေတယ်သင်ငချင်းတွေအတွက်အမြန်လုတ်ပြီးတော့ဗီဒီယိုဖိုင်ကိုတင်ပေးတာပေါ့เนาะအဲ့တော့ဒီဘက်လေးကကြတော့ကွန်ပျူတာ PC ကွန်ပျူတာ PC ရဲ့ခုနှစ်ပေါ့เนาะတို့အရင်တော့ကကြတော့1 2 3 4 5 6 6ခုပြီးပါပြီဒီနေ့ကကြတော့နံပါတ်9ကို အသေးစိတ် ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒွမ်လေးကျူရသင်ငယ်ချင်းတွေအားလုံးအဲတခုတော့တောင်းဆိုခြင်းနေဗျာအဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်ဒီမှာဟိုလေ့လာနေတယ်ဆိုလို့ရှင်ပေါ့နော် like လေးဒီ comment လေးတွေတော့ရေးပေးပါဦးပေါ့နော်ကျွန်တော်လည်းအားမရှိဘူးဗျာမဟုတ်ကြည့်တဲ့လူတွေကများတယ် like တွေ ကွန်မန်းတွေကကြာတော့နည်းတော့ဗောနော်ဒါကြောင့်မလို့ကိုကမိမိကဒီ view file လေးတွေကိုလေ့လာပြီးတော့ကွန်ပျူတာအခြေခံတွေကိုသင်ယူနေတယ်ဆိုလို့ရှိရင်တော့အဲ light လေးတွေကွန်မန်းလေးတွေရေးပြီးပို့တောင်းဆိုပါရစီခင်ဗျဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ဒီနေ့ကွန်ပျူတာကွန်ပျူတာ busy ရဲ့နံပါတ်9လေးကိုရှင်းပြပေးမယ်အဲ့တော့ နံပါတ်9မှာဆိုရင်ဘာကိုရှင်းပြထားပြီးလဲဆိုလို့ရှင်တော့အာ control panel အကြောင်းကို ရှင်းပြထားပြီးတယ်ဗောနော်အဲ control panel မှာဆိုရင်ဘာဘာတွေပါဝင်လဲဆိုရင် control panel မှာတော့အများကြီးပဲရှိတယ်အဲ့ဒီအများကြီးတွေကမှအဓိကအသုံးဝင်တဲ့အချက် ခွန်6ချက်ရှိတယ်ပေါ့နော်အဲ6ချက်မှာဒီနေ့ရှင်းပြပြီးမဲ့အပိုင်းကနှစ်ခုပဲပေါ့နော်အဲ program future ရဲ့နောက်ပြီးရင် mock ရဲ့ program future future ဆိုတာကတနည်းအားဖြင့်တော့ software ထုတ်တာအဲ့တော့ computer တွေတို့ computer တွေမှာမလိုချင်ဘူးကိုတို့မလိုချင်တဲ့ software တွေကိုထုတ်ကျင်နေဆိုရင်တော့ဒီသင်ခန်းစာလေးအရင်ကောင်းပါလေတို့ computer တွေ software တွေသူများထည့်ထားပြီးတဲ့ကိုမကြိုက်ဘူးအဲ့ software တွေကိုတို့ screen ပေါ်မှာရှိတဲ့ ိုင်ကွန်းကိုတစ်ချက်ထောက်ပြီး delete လုပ်လိုက်တာ software တွေမပြတ်သွားဘူးเนาะဒါကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်အိုင်ကွန်းပဲပြတ်သွားတာဟုတ်เนาะ system အိုင်ကွန်းပဲပြတ်သွားတာအဲ့တော့တို့ကကိုယ့်ကွန်ပျူတာထဲရှိတဲ့ software တွေကိုမလိုချင်တဲ့ software တွေတို့ကထုတ်ချင်တယ်ဆိုရင်တော့ဒီသင်ခန်းစာလေးကိုအသေးစိတ်လေ့လာပါဘောเนาะပြီးသွားလို့ရှိရင် mouse အကြောင်းကိုအသေးစိတ်ရှင်းပြပြီးတယ်ဘောเนาะ okay အဲ့ဆိုတို့စာအောင်နောက်ဒီနှစ်ခုပြီးသွားရင်နောက်နေ့သင်ခန်းစာကြရင်တော့ဒီအောက်ကဟာတွေကိုထပ်ပြီးရှင်းပြပြီးမယ်ဘောเนาะ okay အဲ့ဆိုလို့ရှိရင်တို့ကကွန်ပျူတာကိုမာဆိုလို့ရှိရင်တို့ကဒါလေးဆိုရင် control pan နဲ့အဲ control pan နဲ့ဆိုတော့ဒီဟာလေးကိုပြောတာဗောနော်အဲ့ဆိုတော့က control pan နဲ့လေးကိုနှစ်ချက်ထောက်ပွင့်လိုက်နှစ်ချက်ထောက်ပွင့်လို့ရှင်တို့ဒီမှာဒီလိုမြင်နေရတယ်ဗောနော်အခုအခုဒီဘန်လေးကြည့်ရတဲ့ကိုမတွေလည်း control pan နဲ့ကိုဖွင့်လိုက်လို့ရှင်ဒီလိုမျိုးမြင်ရမယ်ဒါပေမဲ့တူခြင်းမတူမယ်ဘာကြောင့်မတူလဲဆိုတော့ control pan နဲ့မှာ तू ကစာမျက်နှာ ၃ခုရှိတယ်ဒီမှာကြည့်မယ်နော်ဒီအပေါ်ဆုံးမှာဟိုအပေါ်ဆုံးထောက်လေးမှရှိတယ်တို့တွေဘာလုပ်မလဲဆိုရင်အဲ့ဒီဟာစာသားတွေ view ပိုင်းတန်တန်စာလေးကိုတစ်ချက်ထောက်လိုက်အဲဒီလို၃ခုပေါ်ပါတယ်အောက်က larger icon နဲ့ smaller icon ပါတော့တူတူပဲစာမျက်နှာထောက်ကြည့်မယ်နော်တစ်ချက်ထောက်အဲဒီလိုမျိုးလေးပေါ်ပါတာနော်ဒီလိုမျိုးလေးပေါ်ပါတယ်အဲနောက်တစ်ချက်ဒါလေးတစ်ချက်ထောက်ပြီးတော့ smaller ယူမယ် smaller ကြတော့သေးပါတယ် okay အဲ့မှာမတူညီတာကြတော့ crack green ကမတူညီသူ့တစ်ချက်ထောက်လိုက်ဒီလိုပုံစံရပါမယ်ဟုတ်ပြီနော်ဒါကြောင့် ဆာမင်နာကိုရွေးတာရွေးတတ်မယ်နော်အဲ့ဆိုโอเค software ကိုထုံးမယ်ဆိုရင်ဒီမှာ view ပိုင်းမှာ crack groove ကိုထောက်လိုက်ပြီးွားလို့ရှင်ဒီမှာ program တွေ့လား program နဲ့ install program ဆိုရဲဟာနှစ်ခုရှိတယ်ပေါ့နော်အဲအဲ့ဒါဆိုလို့ရှင်တို့ကဘာကိုထောက်ရမလဲဆိုလို့ရှင်ဒီမှာအဲ့ program အဲ့အောက်ကစာသား install program လေးကိုတစ်ချက်ထောက်လိုက်โอเคဒါဆိုရင်ဒီလိုစခွင်းမြင်ရပြီအဲဒါကြတော့ကိုကွန်ပျူတာထဲမှာကိုတို့အသုံးမဝင်တဲ့ software တွေကို ထုတ်တာအဲဒါမှမဟုတ်လို့ရှိရင်အဲအဲ့ဒီမှာပဲနောက်တစ်ခုကကြတော့အဲ့ဒီ software တွေမကိုကိုကထည့်ပြီးွားလို့ချင်းကိုကုညာတဲ့ software ထည့်ပြီးဆိုရင်ဒီမှာလာပေါ်တယ်ဒါကြတော့ကွန်ပျူတာတစ်ခုလုံးရဲ့ software data တွေအားလုံးရဲ့ system ကြီးတစ်ခုပေါ့နော်အဲ program system တစ်ခုကဲအဲ့ဒီမှာဆိုကိုမလို့ချင်းတဲ့ဟာကိုကိုကလိုက်ရှာမယ်ကိုကိုနဲ့ကိုကိုမတုံးတဲ့ဟာပေါ့နော်ဒါမှကိုကထည့်လို့မှားလိုက်တယ်မှားပြီးဝင်သွားတဲ့ software အဲ့ software တို့ကထုတ်ရမှာဖြစ်တယ်ပေါ့နော် okay ထုတ်မယ်ဆိုလို့ရှိရင်ဘာအောင်နှက်ရမယ်ဆိုရင်ဥမာ အဲဘာထုတ်ပြမလဲဆိုတော့အဲ okay ဥပမာဒီမှာဒီဝင်းဝါ software လေးဝင်းဝါ software ဝင်းဝါ9.00 software လေးတူတာထုတ်မယ်ဆိုပါစို့အဲ့ဆိုဘာလို့မလဲဆိုသူ့ကိုတစ်ချက်ကလေးလိုက်ပြီးဟိုပေါ်ဆုံးမှာ Einstein ဆိုတဲ့ဟာလေးရှိတယ်ဟုတ်တယ်နော် Einstein ဆိုတဲ့ဟာလေးတူတာ clip ပြီးတော့ထုတ်လိုက်ရုံပဲတစ်ချက်ထောက်လိုက်တယ်သူ့ ဒီဆက်လက်ပြီးလိုက်တယ်ပြီးရင်တစ်ချက်တစ်ခါပြီး yes ကိုပြီးလိုက်အဲဒါဆိုရင်သူ့အန်သူအလုံးလုံးနေတယ်ထုံနေတယ်အဲပုံစံတွေကတော့နောက်သူပြသွားလိုက်မယ်နော်ပုံစံတွေကတော့မတူတဲ့ software တစ်ခုနဲ့တစ်ခုထုတ်တဲ့အခါမှာမတူတဲ့ဟာတွေတော့ရှိတာပေါ့နော်ကဲတော့ပြသွားပြီနော်ကဲနောက်တစ်ခုထပ်ထုတ်ပြမယ် power ins ဆိုရယ်ဒီ power ins လို့ထုတ်ကျင်နေဆိုရင်တစ်ချက်ကလစ်လိုက်ပြီးရင်ဒီမှာ ins တဲလေးကိုနှိပ်လိုက်အဲဒါဆိုရင် ins တဲဆိုတဲ့ဟာလေးကိုပဲနှိပ်လိုက်သူပြောတယ် program တွေရရှိတယ် system အားလုံးထုတ်မလားဆိုတဲ့အပိုင်းလေးကိုနှိပ်ရမှာပေါ့နော် okay ဒါဆိုရင်တော့သူ ပြီးွားပြီးတော့လာထွက်သွားပြီเนาะအဲထွက်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးပေါ်သွားလိုက်မယ်အဲပြီးရင်ကလိုနေလာဆိုရင်ခလန့်နေပြောက်သွားတလားဟဲ့အဲ့လိုမျိုးနဲ့တို့မလို့ခြင်းတဲ့ software တွေကိုကိုယ့်ရဲ့ computer မှာပြန်ပြီးတော့ထုတ်ခြင်းဖြစ်တယ်ဗောနော်ကဲနောက်နောက်ပြီးွားရင်ရှေ့ကိုပြန်ထွက်လိုက်ပြီးွားလို့ရှိရင်တို့ဒီမှာနောက်ထပ်စာမျက်နှာတစ်ခုကိုတို့ပြန်သွား Okay တို့ဒီမှာဒါကြတော့ software ထုတ်တဲ့နည်း တနီနောက်တဲ့တနီတက်ရှိသေးတယ်ဘယ်လိုမျိုးလဲဆိုရင် तू ကဒါအင်စတဲလောက်တာကြောင့်ဓာတ်ရဲ့တထုတ်တာနောက်နေရာကြောင့်ဒီမှာအိုက်ခွက်ဂိုရင်းကိုထုတ်ပြီးတော့တို့ပါလို့မယ်နှိပ်ပြီးတော့လာကြအင်ကုန်ယူပြီးလိုက်အဲဒီစာမျက်နှာမှာကြတော့ तू ကဘာလို့ဘာရှာမလဲဆိုရင် program ဖြူချကို तू ကထပ်ပြီးတော့ရှာမှာဒီစာမျက်နှာမှာပါလေ program ဖြူချဆိုတဲ့စာတောက်တို့ရှာတူတူပဲเนาะ software ထုတ်တဲ့နေရာတူတူပဲအဲ့တော့ တွားတဲ့စာမျက်နှာချင်းနေရာလေးတော့မတူတာဘောနော်ကြိုက်သလိုလုပ်လို့ရတယ်နှစ်ခုနည်းနည်းတင်ပြလိုက်တယ်ဘောနော်အဲဒီမှာတွေ့လားပိုကန်ရင် future အဲအဲ့ဒါလေးကိုတစ်ချက်ကလေးလိုက်ဟိုခုနတိုင်းပဲမရပါဘူးလားကိုလိုချင်တဲ့စာကိုလိုချင်တဲ့ဆော့ကိုလိုချင်တဲ့ software တွေကိုကိုမလိုချင်တဲ့ software တွေ့ရင်တစ်ချက်ထောက်မယ်ပြီးပါလို့မယ် install လေးကိုနှိပ်ပြလိုက်ပြီးရင်နှိပ်နှိပ်မယ်အဲပြီးအမချေအပီး ပြီးွားရင် Einstein တူတူပဲဒါကတော့ software line တွေးတာလို့ကိုကထည့်မယ်ဆိုရင် nay yes okay ဒါပဲနှိပ် Einstein လေးကိုနှစ်ချက်တောက်ပွင့်နဲ့နောက်ပြီး nay yes okay ဆိုနှိပ်လိုက်ရင်ရသွားပြီဒီဒီနေ့သင်ခန်းစာမှာကျတော့ control pad နဲ့ number 1နဲ့2ကိုရှင်းပြပြီးွားပြီပထမ1ကကျတော့ software ထုတ်တာခုကကျ number 2ကကျတော့ mouse အကြောင်း Okay မဟုတ်အကြောင်းပါလေဆိုဘာတွေပါလဲဆိုလို့ရှိရင်တို့တွေအဲဒီဒီမှာတို့ကတစ်ချက်ဟိုကလောက်အောင်မယ်ဘာလောက်အောင်မလဲဆိုအဲ့ဒီ view ပိုင်းမှာပဲတို့က လက်ကလေးလေးဖိလိုက်လက်ကလေးလေးဖိတာဖိထားပြီးလာကြအိုင်ကုန်းယူလိုက်အဲဒါဆိုအိုင်ကုန်းတွေကကြီးွားတယ်ဟုတ်တယ်နော်ကဲခုနကဆာမင်းလာနဲ့မတူတော့ဘူးဟုတ်တယ်နော်လာကြအိုင်ကုန်းယူလိုက်တယ် smaller အိုင်ကုန်းကကြတော့ဘာလဲဆိုရင် view ban ကိုထောက်ပြီးတော့ smaller ကိုယူလိုက်မယ်ဆိုရင်သူကကြတော့အိုင်ကုန်းလေးတွေကတသေးလေးတွေပါတယ်ဒါပေမဲ့တူတူပါပဲလာကြနဲ့ smaller ကတော့တူတူပဲအဲ့တော့သူကလာကြကိုပဲယူတာပြီးရင်လာကြယူပြီးဆိုအခုဆက်ပြပြပြီးမှ control ban နဲ့ number 1 number 1ကကြတော့ mouse အကြောင်း ဟုတ်ပြီနော်အဲမောက်အကြောင်းဆိုရင်အမောက်ကိုရှာမယ်မောက်ကိုရှာတော့မောက်တွေ့ပါပြီနော်ဒီဒီမျက်နှာပြင်မှာရောဒီမျက်နှာပြင်မှာအများကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီမျက်နှာပြင်ဒီအားလုံးမှာတို့ကမောက်အကြောင်းကိုရှာမောက်ကိုရှာတချို့ကြတော့ဒီနားလေးမှာရှိတယ်တချို့ကြဒီနားမှာရှိတယ်မတူဘူးပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာစက်ခွင်ပေါ်မူတည်ပြီးတော့သူကနေရာပြောင်းလဲတယ်ဒါပေမဲ့တို့ကဗာလဲမောက်ကိုတွေ့လိုက်မယ်မောက်ကိုရှာရှာပြီးရင်တစ်ချက်ထောက်လိုက် ထောက်ပြီးွားရင်တို့ကဘာလုပ်မလဲဆိုရင်မောက်ရဲစတင်ကိုတို့ကပြင်လာပေးရမယ်အခုမကြည့်ဆရာနှိပ်ရတာတက်တက်တက်ဆိုဝိုင်းလေးပေါ်ရတာဒါကြတော့ဆရာတို့ keyboard ကနေပြီး control လေးကိုထောက်ရင်တို့ကပေါ်တယ်အခုလို့စာသင်တာတို့ zoom meeting တွေလုပ်တဲ့ခါကျလို့ရှင်ကိုယ့်ရဲ့ဟာကိုကရှင်းပြခြင်းနေဆိုရင်အဲ့လိုမျိုးလေးလုပ်တာ okay နော်အဲ့ဆိုမောက်မှာဆိုတို့ဘယ်သွားမလဲဆိုရင် pointer option ဆိုတဲ့ဟာလေးကိုတစ်ချက်ထောက်လိုက် အဲအဲ့ဒီမှာဆိုရင်တော့ပြင်လို့ရတယ်ဒီမှာ show နဲ့ fast ဆိုဒါကကြတော့ဒီဘက်ကိုယူထားလိုက်လို့ရှင်မောက်ကတအားတော့သွားတာတွတ်တာတွတ်တာအဲတကယ်လို့ဒီကောင် slow နေလိုက်လို့ရှင် မောက်ယူမှာ၄ရက်တော့ချွတ်လို့မရဘူးเนาะဘယ်လိုလဲဆိုရင်လက်ကလေးလေးဖိပြီးတော့ဒီလိုဆွဲလိုက်တာပဲ အဲ့ဒါသွားလာလို့တာဟုတ်နော်နံပါတ်နံပါတ်1 system ဒီ mouse system နေနဲ့နံပါတ်1ကကြတော့ဒါကြတော့ pointer ရဲ့ဒီ mouse ရဲ့ကိုယ်ရဲ့လှုပ်ရှားမှုကိုကမြန်ကျင်နေ speed ဖြစ်ကျင်နေဆိုဒါလေးကိုဒီဘက်ကိုဆွဲလိုက်အဲ့ဒီဘက်လေးဆွဲလိုက်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲမြန်သွားတယ် mouse ကတွတ်လတ်နေရောနော်တကယ်လို့မကိုကနှေးကျင်နေကို mouse ကိုကိုင်းတာနည်းနည်းမကျွမ်းကျင်သေးမမြန်သေးနှေးကျင်တော့ဒီနာလေးကိုဒူလေးထောက်တာ ဒါမှမဟုတ်ဒါလေးဖိပြီးတော့ဆိုရအဲဒီမောက်ရတော့၄ဝါတယ်နော်စမ်းကြည့်ပါဟုတ်ပြီနော်โอเคဒါဆိုလို့ရှိရင်နံပါတ်၁ကိုရသွားပြီပြီးပါလို့ရှိရင်တော့အဲဒါကမလိုအပ်ဘူးမလိုအပ်ဘူးမလိုအပ်ရင်မလိုအပ်တာပြောမယ်နော်အဲပြီးပါဒီမှာဒီမှာ disable pointer trans ဆိုတဲ့ဟာလေးအမှတ်ချက်ပေးလိုက်ဒါဆိုရင်တော်လာမောက်နောက်မှာတော်လာအဲဒါမောက်ရဲ့အနောက်မှာတော်လာမြားလေးလဲလျှောက်သွားသူ့ရဲ့နောက်မှာဟိုတရာလေးကကြတော့ short ဆိုတာကြတူတူလေးအကက်လေးအရှည်ပေါ့နော်အဲဒီလိုမျိုးလေး ဒီဘက်လေးရှော့လိုက်ဆိုတာအကက်လေးပဲလုံးဝကတ်တော့လာဒီဘက်ကကြတော့လောင်းကကြတော့တအားအနေနဲ့ကြားတယ်ပေါ့အနောက်ကလိုက်တဲ့စပီကာအနေနဲ့ပါဖြစ်အဝေးအားဆိုတီးလိုက်မယ်နော်ကဲနောက်တစ်ခုအနေနဲ့ဒါဆိုနှစ်ခုရှိသွားပြီနော်ဒီဟာလောက်တယ်အနည်းမြန်လောက်တယ်ပြီးရင်မောက်ရဲ့အနောက်မှာဒီလိုအလှလေးတွေစင်သားလို့ရတယ်အဲပြီးသွားတာဒါဆိုသူမလိုအောက်ဆိုရင်တော့အမှတ်အမှတ်ချက်လေးကိုပြန်ဖြုတ်လိုက်ဟုတ်ပြီနော်မရှိတော့ဘူးတို့လားအဲပြီးသွားရင်ဒီမှာနောက်တစ်ခုနံပါတ်3ချက်3ကကြတော့ဒီဘက်မှာ show location operator when i press the crack key တဲ့သူကပြောကြတယ် crack key ကိုထောက်ပြီးတော့ကိုယ့်ရဲ့ location ရဲ့ pointer ဘယ်နားမှာရှိလဲဆိုတာကိုပြမှာဖြစ်တယ် okay ဒါဆိုခုမှကြည့်ဆရာကရှင်းပြနေတာလေးတို့ control key လေးကိုထောက်လိုက်တာနဲ့ဒီလိုဖြစ်သွားတယ်ဘာကြောက်လဲဆိုရင်ဒီမှာအမှတ်ချက်ပေးတာလို့တကယ်လို့အမှတ်ချက်ပြုတ်လိုက်မှဆိုရှိတော့လားမရှိတော့ဟုတ်ရနော်အဲ့တော့အမှတ်ချက်လေးပေးလိုက်လို့ရှိရင်ဒါကဘာဖြစ်ပါလဲ ရပါတယ်အဲကွန်ထိုးကီးလေးထောက်ကဲလို့ကဇွန်မီတင်နေတက်တာတို့ဘာတို့အဲကိုရှင်းပြကျင်တဲ့ဟာကိုရှင်းပြထောက်ပြကျင်နေဆိုရင်အဲဒီလိုလေးကွန်ထိုးကီးလေးဖိလိုက်ရင်ရတယ်နော်အဲအဲ့လိုမျိုးလေးဖြစ်တယ်နော်โอเคဒါလေးပါပဲဟုတ်ဘယ်နှခုလဲတစ်ခုနှစ်ခုသုံးခုအဲဒါလေးကကွန်ထိုးကီးလေးဖိပြီးတော့ဝိုင်းလေးပေါ်တယ်ကွန်ထိုးကီးဆိုတော့သိလားကွန်ထိုးကီးကကြတော့ဒီမှာအိုက်ကီးပုတ်မှာဒီမှာ CTR လို့ရေးထားဟုတ်လားကွန်ထိုးကီးโอเคရမယ်နော်ကျန်တဲ့ဟာကြတော့ အဲဒါလေးကကြတော့မောက်မောက်ရဲ့ကိုတော့ဖွင့်လိုက်လို့ရှိရင်မောက်နှစ်ချက်ထောက်ဖွင့်ရင်ဒီလိုမျိုးပေါ်တယ်ဒီလိုမျိုးအလုံးလေးတွေပေါ်ကျင်တယ်ဆိုရင်တော့အဲတွေ့လို့ရတယ်စော့ဝဲတွေဖွင့်တဲ့ခါကျရင်တမတော့အဲဒါလေးကမောက်ရဲ့ကိုလူကျင်တဲ့ပုံစံလေးယူရွေးပြီးဆိုရင်သူ့မှာတော့သူက မရှိပါဘူးเนาะအဲ့ဒါပါပဲเนาะ pointer နဲ့အဲ pointer option ဆိုတဲ့ဟာလေးပဲရှိတယ်ဒါလေးကကြတော့အဲဒါလေးတွေမလိုအပ်ဘူးဒါလေးတွေမလိုအပ်ဘူးเนาะ okay အဲ့ဆိုလို့ရှိရင်ဒီနေ့သင်တဲ့သင်ခန်းစာလေးရကြတော့ control panel မှာရှိတယ်ကျွန်တော်တို့ဒီပါလဲ program future ဆိုတဲ့စာစားလေးလည်းတွေ့အောင်ရှာเนาะ mouse ဆိုတဲ့အကြောင်းလေးလည်းတွေ့အောင်ရှာနေရာတွေကတော့မတူဘူးပေါ့เนาะ okay ဒါဆိုလို့ရှိရင်တော့အားလုံးပဲရလိမ့်မယ်ပေါ့เนาะ program future ကိုနားလည်သွားမယ်ပြီး mouse တောင်းကို ရပါမယ်ပေါ့နော်။ Okay နောက်နေကြမှာ control pad နဲ့နောက် lower တဲ့အပိုင်းလေးကိုဆက်ပြီးတော့အသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်။ Okay အဲဆိုရင်ဒီဘက်လေးကြည့်တဲ့ငွေကြေးအားလုံးပဲကိုယ့်ရဲ့မိတ်ဆွေငွေကြေးတွေကိုဒီဘက်လေးပို့ပြီးတော့သူတို့ကို computer တက်အောင်တင်ပြလိုက်ပါ။ Okay အားလုံးပါ